မင်္ဂလာပါရှင် MBB ရဲ့တနေ့တာအညာမြေတဲ့စစ်စားနေကြိုးဆိုပါရစေ။ကျမကတော့ season 32မူဝိန်ကျဲပါ။အခုခုနယ်မှာစိုးစုစကြောင်းထိုးလာလို့ကျေးရောက်ကနေအခန်းကဒေသခံပြည်သူ9000ခန့်ထွက်ပြေးနေရတယ်လို့ဒေသခံသတင်းမြစ်တွေက MBB ကိုပြောပါရစေ။ပခုတ်ကူတမတရားတက်ကစိုးစုကားတွေနဲ့ပခုတ်ကူနယ်ကပြူစောထီတွေပူပေါင်းထားတဲ့အင်အားတရာခန့်မှာစစ်ကြောင်းဟာမေလ26ရက်ကစပြီးတော့ပခုတ်ကူနယ်တွေကိုစစ်ကြောင်းထိုးလာနေတာပါ။ စိုးစုစကြောင်းဟာပခုတ်ကူမျိုးကနေကားဆက်စီခန့်နဲ့စတင်ထွက်ခွာလာတာဖြစ်ပြီးတော့ပြူစော်ဒီစကန်တွေကနေတဆင့်ညိုင်နယ်တောင်ပိုင်းမှာရှိတဲ့တွဲမပြူစော်ဒီစကန်နဲ့တရက်ကန်ပြူစော်ဒီစကန်တွေစီကိုရိတ်ခါဖို့သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါရယ်အဆိုပါစိုးစုစကြောင်းကြောင့်ရေမြဲရော်တာအေးပြည်အုံကစတဲ့ဒေသခံကျေးရွာတွေကပြည်သူတွေဟာမေလ26ရက်ကစပြီးတော့စပင်းရှောင်နေရပြီးဒီကနေ့မနက်မှာတော့ကံမမျိုးရေလာကြီး ဝကျွန်းတွင်ထန်းတပင်နဲ့အနီးအနားကကြေးရွာခရယာခကပြည်သူတွေလည်းထွက်ပြေးတင်ဆောင်နေရပါတယ်။သောစုဟာမြိုင်နယ်နဲ့ပခုတ်ကူနယ်တွေကိုမြေပြစ်စစ်ကြောင်းထုတ်နေတဲ့အပြင်လေကြောင်းကနေလည်းနေ့စဉ်ပုံကျဲတိုက်ခိုက်နေရကြောင်းစပေးရှောင်ပြည်သူတွေအနေနဲ့လေကြောင်းအနေနဲ့သတိထားနေထိုင်ကြဖို့ဒေသအဖွဲ့အစည်းတွေကလည်းသတိပေးထုတ်ပြန်ထားပါတယ်။ လက်လက်နေတဲ့စကိုင်းတိုင်းကံမလူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးကောင်ဆောင်နေရာသစ်ရွေးချယ်ပွဲပြုလုပ်သွားဖို့ရှိတယ်လို့ကံမလူမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့အဖွဲ့ဝင်တူကပြောပါရယ်ကံမလူပါအဖကောင်ဆောင်ဦးစောမြို့ဦးကဦးမဲကောင်ဟာအချုပ်သူတွေကိုလိန်ကျန်းဖတ်မှုကျွလွန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့တရားရင်ဆိုင်နေရပြီးတာဝန်ကနေယာယီရဆိုင်ခံရရတဲ့အတွက်အခုလိုကောင်ဆောင်တဲ့နေရာရွေးချယ်ဖို့ပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါရယ်လက်ရှိမှာကံမလူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကောင်ဆောင်နေရာလက်လက်နေပြီးတော့ ဲ့ဒီနေရာအတွက်ဒေသခံပြည်သူလူထုနဲ့တော်လိုင်းအင်အားစုတွေကခေါင်းဆောင်တွေရွေးချယ်ဖို့ဆန္ဒရှိနေကြပြီး UNG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့အမိန့်ညွှန်ကြားချက်ကိုစောင့်နေကြတာပါအမိန့်ညွန်ကြားချက်ရပါကလက်လက်နေတဲ့ကမ်ပလူပါပါခေါင်းဆောင်နေရာတဲ့ရွေးချယ်ဖို့အတွက်ကမ်ပလူမျိုးနဲ့အတွင်းမှာရှိတဲ့ဒေသခံပြည်သူလူထုနဲ့တော်လိုင်းအင်အားစုတွေကသဘောကျနှစ်သက်ပြီးခေါင်းဆောင်ဖြစ်စေခြင်းနဲ့တူထားရှိပြီးဖြစ်တယ်လို့ဆိုကြပါတယ်။ လက်ရှိမှာအချုပ်ကျအမျိုးသမီးတွေအပေါ်အလိန်အကျန့်ဖက်မှုကျွလွန်ခဲ့တဲ့ဆိုတော့ကမ်ဘလူပါဟပါခေါင်းဆောင်အပါအဝင်ပါလာဖအဖွဲ့ဝင်တွေရဲ့အမှုစစ်ဆေးနေမှုနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ဘာမှမသိရသေးဘူးလို့ကမ်ဘလူမျိုးနယ်ပါဟပါအဖွဲ့ဝင်တို့ကပြောပါရယ်လက်ရှိမှာကမ်ဘလူပါဟပါခေါင်းဆောင်အပါအဝင်၃ဦးကိုဒဇန်မျိုးနယ်အတွင်းဖမ်းဆီးထားတာပါအဆိုပါကမ်ဘလူပါပခေါင်းဆောင်အပေါင်းကမ်ဘလူပါလပါတာဝန်ရှိသူ၃ကိုအချုပ်သူတွေအပေါ်လိန်ကျန်းဖတ်မှုကျွလွန်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ အမျိုးသားညီညွတ်အစိုးရက တာဝန်ကနေယာယီရဆိုင်ထားခဲ့ပြီးအမှုတွေကိုဆက်လက်စစ်ဆေးနေလို့အင်ယူဂျီတမရာယုံ ပြောခွင့်ရဦးကျော်စောက ပြောဆိုထားပေမဲ့အသေးစိတ်အခြေအနေကိုတော့သက်ဆိုင်ရာအဖွဲ့တွေစီဆက်သွယ်မေးမြန်းလို့မရပဲရှိနေပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်84လမ်း39လမ်းနဲ့လမ်း40ကျားမှရှိတဲ့ငလင်တန်တိလေးထပ်တိုက်အဆောက်အုံဒီကနေ့မနက်ပိုင်းမှာထပ်မံပြိုကျခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ မေလ28ရက်ဒီကနေ့မနက်10:00နာရီလောက်ကအထက်ပါ84လမ်းပေါ်ကငလင်တန်တီလေးထပ်တိုက်အဆောက်အအုံထပ်မံပြိုကျခဲ့တာဖြစ်ပြီးအမျိုးသားတဦးခြေထောက်မှာပုံးပဲ့ဒဏ်ရာရရှိခဲ့တယ်လို့မန္တလေးမြို့တိရီမာလာအယံမီတပ်တဖွဲ့ကဖော်ပြပါရယ်။မိုးရေကြောင့်ထပ်မံပြိုကျတာဖြစ်နိုင်ပြီးယခုရက်ပိုင်းမန္တလေးမြို့မှာမကြာခဏမိုးရွာသွန်းနေတယ်လို့မြို့ခံတဦးကဆိုပါရယ်။မေလ20ရက်ညပိုင်းကလည်းမန္တလေးမြို့မှာ ၎င်းအချင်းမိုးရွာသွန်ပြီးနောက်မဟာအောင်မြင်မြို့နယ်89လမ်းမှာရှိတဲ့ငလင်တန်းတိသုံးထပ်ခွဲတိုက်ထပ်မံပြိုကျလို့အနည်းဝန်းကျင်နေထိုင်သူတွေချက်ချင်းထွက်ပြေးပြောင်းရွှေ့ခဲ့ကြပါသေးတယ်။မလ28ရက်နောက်ပိုင်းနောက်ဆက်တွဲငလင်ငယ်တွေအချင်းအရာနဲ့ချီထပ်မံလုခတ်ခဲ့သလိုအဲ့ဒီနောက်ဆက်တွဲငလင်နဲ့မိုးရွာသွန်မှုတွေကြောင့်ငလင်တန်းတိအဆောင်တွေထပ်မံပြိုကျလာရည်လဲဇက်တိုက်ဖြစ်ပွားနေတာပါ။ မန္တလေးမြို့ချမ်းရည်တာဆာမြို့နယ်ရတနာပုံစေအနီး89လမ်း33လမ်းနဲ့34လမ်းကြားကကောင်းပွိုင်ဘာစားတောက်ဆိုင်မိလောက်မှုဖြစ်ပွားပြီးအမျိုးသမီးလေးဦးတည်ဆုံတယ်လို့မိသက်ရာမှာပါဝင်ခဲ့တဲ့မိသက်တပတ်ဝင်ဒီကပြောပါရယ်မေလ28ရက်ဒီကနေ့မနက်9နာရီခွဲကျော်အချိန်မှာမိစားတင်လောင်ကျွမ်းခဲ့ပြီးတော့10နာရီကျော်အချိန်မှာမိငိမ့်တက်နိုင်ခဲ့တယ်လို့စိုးစုမိသက်ဌာနကထုတ်ပြန်ထားပါရယ် တေဆုံးသူအမျိုးသမီးလေးဦးနဲ့ပတ်သက်ပြီးအသေးစိတ်မသိရသေးပေမဲ့စိုင်းဝင်နှန်းနေဖြစ်မယ်လို့လိဆက်သူမြို့ကန်တချို့ကမှတ်ချက်ပြုပါရယ်။အဲ့ဒီစားတောက်ဆိုင်ဟာငလင်တန်တဲ့ကအဆောင်ထိကိုက်ပျက်စီးမှုရှိခဲ့ပြီးတဲ့နောက်စိုင်းပြန်ဖွင့်ဖို့စူးစမ်းနေတဲ့ချိန်အခုလိုမီးလောင်မှုထပ်ဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့မေလ20ရက်ကလည်းမန္တလေးတိုင်းကြောက်ဆယ်မြို့နယ်ဘောဂရီအုပ်စုစီစုံရက်ကွက်မှာနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအသက်ကြီးပိုင်းအရွယ်အမျိုးသမီးလေးဦးသေဆုံးခဲ့ပါသေးတယ်။ လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံခိုစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အိမ်ပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝန်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအိမ်နိုင်ပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ